President Trump has called on Iran for unconditional surrender. မေဂန်ပြောင်စုအနေနဲ့အဘန်ဂါဘတ်စတဘုံကိုအီရန်မှသုံးဆွဲဖို့စဉ်းစားနေရတဲ့အဓိကအကြောင်းရင်းကတော့အီရန်ရဲ့နျူကလ িয়ার စီစဉ်နဲ့ဆက်ဆက်နေပါတယ်။အထူးသဖြင့်အီရန်ရဲ့ Fordo Nuclear Fuel Enrich Plan ဟာအတောင်တလုံးရဲ့အတွင်ပိုင်းမြေရောက်တော်လေးနက်နက်ရှင်ဟိုင်းမှာတိစောက်ထားတာကြောင့်တမန်ဘုံတွေနဲ့ဖြည့်စည်းဖို့ဖြစ်နိုင်ပါဦး။ ဖော်ဒိုဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ရဲ့အဓိကနေရာတစ်ခုလို့ယူဆရပြီးယူရေနီယံကျွမ်းဝမှုမြင့်မားစွာထုတ်လုပ်နေရလို့နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကအတည်ပြုထားပါတယ်။ဒီလိုနက်ရှိုင်းပြီးခိုင်ခန့်တဲ့မြေအောက်အဆောက်အုံတွေကိုဖျက်ဆီးဖို့အတွက်အမေရိကန်မှာရှိတဲ့တန်ချိန် 3000 13000နဲ့600 kg နီးပါးအလေးချိန်ရှိတဲ့ GPU 59ဘန်ကာပါစတာဘုံးဟာတခုတည်းတော့ရွေးချယ်စရာဖြစ်တယ်လို့ကြွန့်ချင်သူတွေက ပြောဆိုကြပါတယ်။ဒီဘုံးဟာမြေအောက်ပေ200 62မီတာအထိထိုးဖောက်ဝင်ရောက်နိုင်ပြီးမှပေါက်ကွဲနိုင်စွမ်းရှိပါတယ်။အမေရိကန်အနေနဲ့ဒီဘုံးကိုဘာကြောင့်သုံးနိုင်ခြင်းရှိလဲဆိုတဲ့အချက်တွေကတော့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေကိုရပ်တန့်ဖို့အမေရိကန်နဲ့မဟာမိတ်တွေကအီရန်ကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခွင့်မပြုဖို့ယူရပါတယ်။အာဖော်ဒလိုနေရာတွေမှာယူရေနီယံကြွေပေါင်းမြင်းမားစွာထွက်လုံနေတာကအီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်လာနေခြင်းကို ပုံမနီးဆက်စီတယ်လို့လည်းဆိုရင်ကြပါတယ်ဖော်ဒိုရဲ့မြေအောက်ခံတဲ့တပွဲတိဆောက်ထားမှုဟာတမန်လီအကြောင်းတိုက်ခိုက်မှုတွေကိုခံနိုင်ရင်ရှိအောင်တိဆောက်ထားတာကြောင့်အမေရိကန်ရဲ့အစွမ်းထက်ဆုံးဘန်ကာဘတ်စတမုန်းကတာထိရောက်စွာဖျက်ဆီးနိုင်မယ်လို့ယူဆကြပါတယ်အစ်စထရီမှာရှိတဲ့ဘန်ကာဘတ်စတဘုံးတွေကတော့ဖော်ဒိုလိုနက်ရှိုင်းတဲ့နေရာတွေကိုရောက်နိုင်စွမ်းမရှိပါဘူးနိုင်ငံရေးပြည်အားအနေနဲ့အစ်စထရီဘက်ကလည်း အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုဖျက်တိုင်းမှုအမေရိကန်ကိုဖိအားပေးနေပြီးဖော်ဒိုကအဓိကပြစ်မှတ်တစ်ခုအပြင်သတ်မှတ်ထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဖော်ဒိုကိုဖျက်ဆီးဖို့ဘန်ကန်ပါစတဘုံရဲ့ထိရောက်မှုကိုစုံစမ်းမေးမြန်းခဲ့မှုပါတယ်။အတို့ပေမဲ့ဒီဘုံကိုအီရန်မှာအမှန်တကယ်အသုံးပြုမယ်ဆိုရင်ဒေတာတွင်ပြိပက္ခကိုပုံမပြင်းထန်စေနိုင်ပြီး မတည်ငြိမ်မှုတွေပုံမဖြစ်လာနိုင်ပါတယ်။ဒါလို့လေသတိပေးမှုတွေရှိပါတယ်။ဒါပြင်တိုက်ခိုက်မှုကြောင့်နျူကလ িয়ার ပစ္စည်းတွေပဝင်းကျင်ကိုပြတ်ထန်နိုင်ခြင်း ရှိတယ်ဆိုရဲဆိုရင်မှုတွေလည်းရှိနေပါတယ်။အလက်ရှိချိန်မှာအမေရိကန်ကဘန်ဂါဘာစတာဘုံကိုအီရန်မှာတိုက်ရိုက်အသုံးပြုခဲ့ခြင်းမရှိသေးပါဘူး။ဒီဘုံကို B2 စစ်လီယွန်တွေကလာတည်ဆောင်ပစ်ချနိုင်ပါတယ်။ Together we can thwart Iran's unbridled ambition to become a nuclear weapon state.